ဘဝကို ပြောင်းလဲစေနိုင်တဲ့စကားကြီး၃ခုနံပါတ်၁ຫນွေပင်မဖြစ်စေနဲ့သူများကိုအကုတ်ရည်ဆိုတာတခဏပဲကောင်းပါတယ်အမြဲတမ်းမှီခိုဖို့ကြိုးစားနဲ့နှီးလွန်းအားကျင့်ရင်ຫນွေပင်ဖြစ်သွားတတ်ပါတယ်ຫນွေပင်ဆိုတာအမှီမရှိရင်ပိုမတက်နိုင်ဘူးအမှီရှိလို့အပိုရောက်ခေးပြန်ရင်လေအမှီလဲတာနဲ့ပြုတ်ကျမှာပါပဲဒါကြောင့်ကိုလန်းကိုဖောက်ကိုအင်ကိုဆောက်တာအကောင်းဆုံးပါပဲ နံပါတ်2ထမင်းပူကိုမစားနဲ့သူများကိုဒုက္ခပေးပြီးမှ ကိုနေရရအောင်ယူရင်အဲ့ဒါထမင်းပူစားတာနဲ့တူပါတယ်ဒါကြောင့်မတရားတဲ့အလုပ်တွေနေနေမှမလုံးမိပါစေနဲ့အကေ၍လုတ်ခိရင်ခြာအပူလောင်ပါပါနံပါတ်3ရောက်ရာဒေသခြေရာချခဲပါဖြစ်တည်မှုနောက်မှာပြောက်ကွေမှုလာမှာပါဒီတော့ကိုလေးတနေ့လောကကြီးကနေထွက်ခွာရအောင်မှာဆိုတာကို ဘရိုးမှမမေ့ပါနဲ့ကိုမပြောက်ကွေခင်အချိန်လဲမှာကောင်းမှုလေးတစ်ခုခုတော့လှုပ်တင်ပါလေကောင်းမှုလှုပ်ချင်းဟာကိုနေရကိုဒေသကိုခြေရာချချင်းပဲဖြစ်ပါတယ်အဆုံးထိနှဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်